ာတို့ကနေစင်နာတို့ကိုဒီနေ့ကဆွေနေတဲ့ပုံမှာလိုက်ဖက်ကြည့်ကြည့်ကြော့ပါလေအရန်ဝမ်းတာပါလေအရန်လည်းကြော့ဖို့ကောင်းပါလေကိုကြီးအခုလိုမျိုးကျွန်တော်တို့မိသားစုတွေကိုချစ်စရာကောင်းတဲ့မမခေါ်လာပြီးကျေးဇူးများကြီးပေးပါလေမမဝမ်းမီဝဲကမ်းပါအမေနဲ့ကြော့ရှင်အောင်လေးပဲနေပြပါအဲ့တော့ကျွန်တော်ပြောခဲ့တာကတော့အဲ တပြည့်တည်းနေပြီပါဆိုပြီးတော့ပြောခဲ့တာပါဆိုပြင်းနဲ့ကုတမေတန်ရှင်ဆွေးပြီးပြောမယ်စကလုံးလေးတော့ဆိုရင်တော့ I love you ဆိုတာဆရာပါဘီဟာအဲ့ဒါဘသူ့ပြောမှာလဲကိုစိုးရုပ်ပြောမှာဟိုနေရကြည့်ပြီးတော့အဲ့လိုပြောအာဟုတ်ကဲ့နော်ဒီလိုလွဲရေးအရှုံးတော့စပါမယ်နော်ဒီလိုလေးကြည့်တာဟုတ်ကဲ့ဟုတ်ကဲ့ဘုသူဘုသူရရင်ဟုတ်ကဲ့ဟုတ်ကဲ့ 谢谢你啊，一定要跟你啊，不能再给你了，再玩了，跟你啊。အဲ့ဒါကတော့လေကြော်ရှင်စရာကောင်းတယ်ဟလာဟို performance တွေတခုနေနဲ့ပရိသတ်တွေကိုဟလာ performance တွေတခုအားလုံးတခုစုပေါင်းပြီးတော့လုပ်ပြတယ်လို့ပဲကျွန်တော်တို့လည်းမြင်ပါတယ်ဒီပုံမှာလည်းအရင်လဲပျော်ပါတယ်ပျော်လဲပျော်ခဲ့ရပါတယ်ဟုတ်ကဲ့ဟုတ် လည်းဒီဒီစီစဉ်နေတာကတော့သူကမသိရဘူး။စိန်နှန်းတော့ထုံးစံတိုင်းကိုယ်ပွဲတွေဆိုလို့ရှိရင်ဆိုလို့ပါပါပါဆိုတဲ့အစီအစဉ်ကိုသိရပါတော့။စင်တော်ကြတော့မှပဲကိုစိုးရဲ့ဒါ performance တစ်ခုအနေနဲ့ခဲခုအနေနဲ့အဲ့လိုဖြစ်ကြတာ။ကတည်းကမှ surprise ဖြစ်တာပေါ့နော်အဲ့လိုမျိုးအရင်နဲ့ကြော်အောင် ွေးမှာဆိုင်ရဲ့အထူးပရိုမိုးရှင်းတွေမှာဆိုင်ပြီးကျွန်တော်ရဲ့မိင်္ဂလာတို့တန်းနေမိင်္ဂလာတို့ဒီလိုပါဒီနေ့ကဆွေနေတဲ့ပုံပါလိုက်ဖက်ကြည့်ကြည့်တော့ပါကြောက်ပါလေဟိုအရန်ဝမ်းတာပါလေအရန်လည်းပြောဖို့ကောင်းပါလေဟိုဒါကလေဟိုကျွန်တော်တို့ဟလာဟိုခေနဲ့အပေါ်မှာဟိုဒါပျော်စရာလေးဒါ performance တွေပျော်စရာလေးကျွန်တော်တို့ဒါစတယ်နောက်တည့်လို့ပဲကျွန်တော်နေနေမြင်ပါတယ် 여러분이 여러분의 마음이 안에서 그러나요 그러나요 인생에 감사합니다 대성당의 대사진의 첫 번째로 여러분 감사합니다 ဲ့ဟိုဟာသူတို့သမီးရဲ့မောင်ဆိုတော့သူတို့သားရဲ့ကြီးပေါ့အခုလိုမျိုးမြင်ခွင့်လေးကိုမြင်ရဖို့တော့ကျွန်တော်မှအချိန်ကြီးကြာကြီးစောင့်လိုက်ရတာဗျာကိုကြီးအခုလိုမျိုးကျွန်တော်တို့မိသားစုတွေကိုချစ်စရာကောင်းတဲ့မမကိုခေါ်လာပြီးကျေးဇူးများပေးပါတယ်မမဝမ်းမီဝဲကာ အာကျွန်တော်တော့ဘာပြောပြောပါတယ်ဟိုဒါကလည်းဟိုခုနပြောသလိုပေါ့နော်ဟိုဒီဟိုအပွဲမှာဟလာဟိုဘယ်လိုပြောရမလဲပြည်သက်တွေလည်းပျော်ရွှင်ရအောင်ဆိုပြီးတော့ဒါ performance လုပ်တဲ့သဘောမျိုးလေးပါပါတယ်ဗျာဟုတ်ကဲ့ဟုတ် Happy birthday to you ီနေ့ကတော့ဟိုဒါ prepared day ပေါ့နော် prepared day လို့ပြောလို့ရပါတယ်။ဟိုတကယ်တကယ်တော့ကျွန်တော်မွေးနေ့ကမနက်ဖြန်မှာပါ။မေ၁၂မှာဒါကျွန်တော်မွေးနေ့ပေါ့နော်။ဆိုတော့စင်နန်တော်ကလည်းစီစဉ်ပေးတယ်။အာပြပြိသက်တရားလည်းဟိုကျွန်တော်နဲ့အတူတူဟိုဝမ်းပြီးတော့ပျော်ရွှင်ပေးတယ်။ပျော်ရွှင်စွာဖြတ်သန်ပေးတဲ့အပေါ်မှာဟိုတကယ်လို့မဝမ်းတန်တန်ကောင်းပါလား။အရင်လက်ပျော်ပါတယ်။နောက်တစ်ခါကျတော့အမှုပညာကြီးကိုမွန်မားရင်းနဲ့အဲဒီစိန်နန်းတော်အဖွဲ့နဲ့တခြားတခြားသောဒီအပရိသတ်တွေပြပရိသတ်တွေအများကြီးနဲ့ပရိသတ်တွေအားလုံးနဲ့အတူတူ ပရီပတီကိုအခုလိုမျိုးလေးပြပြရှူရှူနဲ့ဖျက်တမ်းခွင့်ရတာအရန်ဝန်တာပါတယ်ဗျဟုတ်ကဲ့ဟုတ်ကျွန်တော်တို့အများကြီးတော့ကျွန်တော်မပြောချင်ပါဘူးအမြဲတမ်းပျော်ရွှင်အောင်လေးပဲနေပြပါအကောလုံးပါတယ်လူတွေကဘသူတွေကိုပျော်ရွှင်စေချင်တာလေးဗျအဲ့တော့ကျွန်တော်ပြောခဲ့တာကတော့အဲ တပြေချွင်နေပြီပါဆိုပြီးတော့ပြောခဲ့တာပါတော်လိုက်တာတော်လိုက်တာတပြောင်းနေလေအပေါ်ပဲအဲ့တော့သူ့ကိုပြန်ပြီးဆွတ်တောင်းပေးလိုက်လေကိုယ့်တက်ကိုဆွတ်မတောင်းတော့ကျွန်တော်သူ့အတွက်ပဲကျွန်တော်ပြန်ဆွတ်တောင်းပေးလိုက်လေအဲ့ဒါလေးပူပေါင်းပါလား ဆက်ပြီးရအောင်အဲကျွန်တော်ပေးတာရတော့ရှိပါတယ်ဒုက္ခဒုက္ခတွေတောကတွေနော်ကျွန်တော်တို့အများဆုံးအဖြစ်မူးလေးတွေဆိုလို့ရှိရင်ဟိုရှူတင်နဲ့ပဲဖြတ်တန်းဖြစ်တာများတယ်အလုံးနဲ့ပဲဖြတ်တန်းဖြစ်တာများတဲ့အခါကျတော့အာဘယ်လိုပြောရမလဲဟိုရှူတင်နဲ့ပဲဟိုမူးလေးကတော့ဖြတ်တန်းဖြစ်တာများတယ်ပေါ့နော်ဒါမှမဟုတ်ဟိုဘယ်လိုပြောရမလဲဟိုမူးလေးပွဲလည်းလောက်တာမျိုးလည်းရှိပါတယ်ဆိုတော့ဟိုအတူပွဲတွေနဲ့လည်းကျွန်တော်ဖြတ်တန်းဖြစ်တာမျိုးရှိတဲ့အခါကျတော့ ်အမွေးနေ့မှာတော့ဟိုသူစရာကြီးတော့ဟိုတွေ့ပြတာမျိုးလည်းတော့မရှိပါဘူးဟုတ်တယ်ဟုတ်တယ်ဘာကြွေးမှာဩဘာကြွေးမှာလဲလို့မေးရမှာအမမေးကုန်မားနေရဟိုအဲ့ဒါလဲကျွန်တော်ခုနကတော့စင်မမာလေးကကျွန်တော်ကတိပြီးသားလေအဲ့ဒါကြောင့်သူ့တက်ကူပဲကျွန်တော်ဆွတ်သွားပေးလိုက်ဒါကမွေးလေးရှင်ကကျွန်တော်ဟုတ်မလားဘာဒီပရဇန်ကကျွန်တော်ရအောင်ဒါမဲ့လာပါလားသူ့တက်ကူပဲကျွန်တော်ဆွတ်သွားပေးလိုက်နော်ဒီမှာဆွတ်ရကစီလားကစီလားအဲ့ဒါကစီတော့မနေပါဘူး နည်းနည်းလေးပဲနော်မနေဘူးမနေဘူးလားဟုတ်အဲဒီနေ့ကတော့စိတ်နှင်းတော်ကပြုတ်ထုတ်တဲ့ဒါဟိုကွဲတစ်ခုပေါ့နော်ဆိုတော့ဟိုဒါတာဂီတာမှာဟိုစံကွဲဖွင့်လိုက်တဲ့စံကွဲရတာ၄နှစ်ပြည့်တာ၄နှစ်ပြည့်ပွဲလေးမှာဒါကျွန်တော်တို့တွေဟိုဟိုဒီပါဝင်ပြီးတော့မှဒါကျွန်တော်တို့တွေ စိန်နဲ့တော့ limit ပြပွဲလေးမှာကျွန်တော်ပါဝင်ဖြစ်တာပါအဲ့တော့ဒီပွဲလေးကိုပါဝင်ရတဲ့အတွက်လည်းပြည်သူတွေအများကြီးနဲ့တွေ့ဆုံရတဲ့အတွက်လည်းအရေးဝန်းတာပါတယ်အရင်လည်းပြောပါတော့ဗျ